တို့ညာကိုအပင်းနာစင်နေကြသူများအားလုံးမင်္ဂလာပါရှင်။စာရေးဆရာမကြီးအကျူရဲ့ကျေးဇင်တရာကမ္မနှင်းဖြူအပိုင်း73ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ဂျူကျေးဇင်တရာကမ္မနှင်းဖြူအပိုင်း73 ပင်လယ်ရှိပင်အထက်အမြင့်ပေ19900ဖိဖိတေမင်းကလာ၏ရှင်သက်ရှုမောလာပါသည်ဖိဖိတေမင်းကိုကျွန်တော်ခါတိမှုအတိဖြင့်နာနာကြီးကြီးကြည့်မိပါသည်မျက်စိတစုံနှင်းဖြင့်သာဖုံးလွှမ်းနေသည့်ရေရဲတောင်ကြီးသည်မြင်ကွင်းအပြည့်ကြီးမားကျယ်ပြန့်လာသည်ကျွန်တော်အထက်မှစီးမှုနေသောရေခဲပြင်ကြီးသည်နှဆိုင်သောလေးဝဲမှုဖြင့်ကျွန်တော်အားငုံကြည့်နေသည် ရေခဲပြင်ကြီးနေရာအနှံ့အပြားတွင်အကွယ်ကြောင့်အချို့ကိုအရွယ်နှင့်မတူညီစွာ ပြန့်ကျဲလျက်တွေ့ရသည်နှင်းသည်လှ၏တောင်သည် လူသား၏မာနာကိုစိန်ခေါ်၏နှင်းဖုံသောရေခဲတောင်ကြီးများသည်တောင်တသမားများအတွေ့အပြင်းသောတန်လိုက်တစ်ခုပမာဆွဲဆောင်ညှို့ယူလေသည်ဖြူပွေးသော နူးညံ့သောအေးမြသောနှင်းကို ကျွန်တော်နှစ်သက်သဘောချခဲ့ဘူးပါလိမ့်မည်သို့သောယခုအခါဖိဖိတက်ကိုနှုတ်ယူခဲ့သော ရက်ဆက်သည့်တင်းမင်းတမန်အားကျွန်တော်ဘလို့နီးနေမြသဘောမကျနိုင်ပါတောင်ဒီကျွန်တော်အတွက်အိမ်မက်တစ်ခုမဟုတ်ခဲ့ခါကာဘူရာစီလေ၎င်းအင်ဝရတောင်ထိပ်သည်၎င်းကျွန်တော်ဘယ်တော့မှမဆွဲဆောင်နိုင်ခဲ့မြမပြည်သားမကအရှိတောင်အာရှတစ်ခုလုံးမှအမြင့်ဆုံးဖြစ်သောခါကာဘူရာစီတောင်ကိုကျွန်တော်သွားပြည့်လိမ့်မည်ဟုလည်းဘယ်တော့မှမထင်ထားခဲ့ဖီဖီခါကာဘူရာစီမှာပျောက်ဆုံးကွယ်လွန်ခဲ့ပြီဟုမမေယာပြောခဲ့သည့်တိုင်အောင်လည်းကျွန်တော်အာယုံကို ခါကာဘူရာစီကမလွှမ်းမိုးနိုင်ခဲ့ယခုတော့ကျွန်တော်ခါကာဘူရာစီကိုရောက်ပြီးဥပိရံဒီနေရာမနာမှာပဲဟုပြောပြီးညွှန်ပြခဲ့သည့်နေရာသည်ရေခဲကြောက်သုံးခုစုပြုံနေသောနေရာဖြစ်သည်တစ်ခုကငါးပေလောက်ကျဲသည့်အကွဲကြောင်တခြားနှစ်ခုက၁၀ပေ၁၂ပေလောက်ကျဲမည်အကွဲကြောင်များဖြစ်သည်အကွဲကြောင်တစ်ခုဆိုရင် အရှိမခိုက်300ရှိမည်ထင်သည်အဲ့ဒီတော့အကြောင်းကိုငါတို့မမြင်ရဘူးဥပိရံကအတိတ်ကို ပြန်သရုပ်ပေါ်ပြသည်လွန်ခဲ့သော6နှစ်ခန့်အဖေဖေနှင့်ဦးဖေရန်သည်လက်ပြားတွေရှိနိုင်သမျှအမြင့်ဆုံးထိရောက်လို့သောဖေဖေဆန္ဒကြောင့်ပေ16000အမြင့်အထိတက်ခဲ့ကြသည်ဖေဖေမှာတောင်းတကျိုးပါလာခဲ့သည်ပေ13000ကျော်ကလေးကကြောက်တောင်နိုင်ရန်များကိုဆက်တက်ရန်ဖေဖေသည်ဦးဖေရန်အားခါတိုင်းကျိုးနှင့်တောင်းတကျိုးအသုံးပြုပုံချိတ်တန်ခွင်နှင့်ချိန်နှင်းကျိုးခွင်အသုံးပြုပုံတို့ကိုလက်တွေ့တင် जा ပြပြီးလက်တွေ့တက်ခဲ့ကြသည်ဖေဖေသည်ခါကာဘူရာစီတောင်းထိပ်ရအောင်တက်မည်သူမဟုတ် လိပ်ပါရီရှာမြည်သူသားဖြစ်တော်လဲတောင်တက်သမားတယောက်လိုပင်စနေတကြပြင်ဆင်ခဲ့ခြင်းဖြစ်သည်ရေခဲပစိန်တစ်လက်ကိုပင်အသုံးပြုခဲ့၏ထို့ပြင်တောင်တက်ကျိုးကိုခါကဂျိတ်တန်ခွင်းထဲမှထည့်၍ကျိုးသုံးကနှင်းတောင်ဆောင်မှရှောက်ခဲ့၏ဤကိစ္စမှာဖေဖေလူသွားတာတခုပဲရှိလူ၃ယောက်တွဲရမည်ကျိုးကိုလူ၂ယောက်ပဲတွဲပြီးအသုံးပြုခဲ့ခြင်းဖြစ်သည်ပေပေမိတ်ဆွေရုခဗေဒပညာရှင်သည်ထိုနေ့ကငှက်ဖျားတက်နေသဖြင့်အခြေဆိုင်စခန်းမှာကျန်ခဲ့သည် ဖေဖေပြုတ်ကြသည့်အခါဖေဖေကိုအလေးချိန်ကိုဥပိရန်ဆွဲတင်မထားနိုင်ခဲ့ထို့ပြင်ကျိုးကိုနှစ်ယောက်အကြားနိုင်နောက်ထပ်ချိတ်တွယ်ထားနိုင်သည့်အလေးချိန်မျှယူမည်ငုတ်တစ်ခုကိုလည်းမဖန်တီးတတ်ခဲ့ပေအော်တိုဘာ16ရက်သည်တာယာသောနေ့တစ်နေ့ဖြစ်သည်တစ်ပင်ဟူ၍လုံးဝမရှိတော့သော အမြင့်မှာပင်နှင်းနှဲမြုပ်လို့မတက်ကတ်နေသောမျက်ပင်ဆုဆုလေးများအကြားမှာဖေဖေအတွက်တံမိုးမပြတ်နိုင်သောလက်ပြာတစ်ကောင်ရခဲ့သည်ဥဖီရန်အားဖေဖေဝမ်းသာအာရပြခဲ့၏ထိုလက်ပြာကိုဥဖီရန်မှတ်မိနေသည် အဲ့ဒီလေးပြာအကြီးပဲအဖြူရောင်ပေါ်မှာမိခိုးငွေတွေလိုအရောင်နဲ့အကြောတွေရှိတယ်အတောင်မှန်မှာအနီးဆက်နှစ်ဆက်ပါတယ်ဒီကောင်အတန်မြည်တယ်ဘာလေးပြာလဲငါမသိဘူးနှင်းတောင်ပေါ်မှာကရာသီဥတုတွေအပြောင်းလဲမြန်ဤယခုနေတာနေမြည်နောက်တနားရီတွင်နှင်းမုံတိုင်းချက်ချင်းရောက်လာမြည်ဖေဖေမှာလေးဖြာတိုင်းကရိယာပါတော့လက်ပတ်နိုင်မပါဘူးဟုဥဖီရန်ကပြောပါသည်ငါရေခဲတောင်တွေကိုသိတယ်ရေခဲတောင်တွေကငါ့ကိုစကားပြောတယ် ဒါကြောင့်ပြန်ရအောင်လို့ငါပြောတယ်။မင်းဖေကနောက်ထပ်လေးပြားတကောင်ကိုမြင်နေရတော့မပြောင်းညင်သေးဘူး။တမင်းတို့ရဲ့လောက်ထတ်ကြသွားတယ်။ဒါပေမဲ့အဲ့လေးပြားကိုလည်းသူမမေ့ဘူး။လေးပြားကလူထက်မြန်နေတယ်။ဖေဖေမှလေးပြားဖန်တော့ခြေနှောင်စာလိုအမျိုးအစားပိုက်ကွန်တစ်ခုပါလာခဲ့သည်။ထိုပိုက်ကွန်ကိုလက်တန်ရှိအောင်မလုံးသေးသေးရှိရှိထိတ်မှတက်လိုက်တော့အခါလလန်းမမေ့သည့်လေးပြားကိုဖမ်းနိုင်သွားသည်။တော်လုံးကလေးဒီလေးပြဖန်းသောလက်ကင်ဖြစ်သည်လို့နှင်းလွာသူကိုထောက်ဆန်း၍တိုင်းသောကရိယာတစ်ခုလည်းဖြစ်သည် ထိုဝလုံးဖြင့်အောက်ကနှင်းလွာတို့ပွာသလားကျစ်သလားနှင်းဖုံးနေသောရေခဲအကြောင်းတွေရှိနေသေးသလားသိအောင်တိုင်းတာကြည့်နိုင်သည်သို့တော်ပေပေမသိခဲ့သည့်အချက်တစ်ခုရှိရေခဲတော်အများကြီးမာယာကိုကြိုတင်သိပြီးကြိုတင်ရှောင်ရှားနိုင်ရန်အတွေ့အကြုံရှိသူတယောက်၏စကားကိုယုံကြည်လိုက်နာရမည်ဟုသောအချက်ကိုဖေဖေမတွေးမိခဲ့ကောင်းကင်ကြီးပြားလဲကြည်စင်ကငြိမ်သက်နေခဲ့တော်လဲနောက်ွယ်မှာရုတ်တရက်ကြောက်ရောက်မြင်းနှင်းမုန်တိုင်းအန္တရာယ်ရှိနေသည်ဟုမတွေးမိခဲ့ နင်းမှုကြမည်ဆိုလျင်လဲတောင်ပြိုမြင့်လမ်းကြောင်းနှင့်အဝေးဆုံးမှာရှိသည်ဟုဖေဖေစိတ်ချခဲ့မှာပေါ့အဲ့ဒီနေရာတောင်မပြိုခဲ့ပါရေခဲမြစ်တည်လဲသူ့မူလာအမြန်နှုံးထက်ပုံမြန်စွာမရွေးခဲ့ပါအဲ့ဒီနေရာဖေဖေအသက်ကိုထုတ်ယူခဲ့သောအရာမှာနုံနုံမမောဖွေးဖြူနေသည့်နောက်ထပ်ကြသောနှင်းတို့ပဲဖြစ်ခဲ့၏နှင်းတို့သည်ထူထပ်ပိမ့်ပိတ်စွာကြာနေခဲ့သဖြင့်ရှေးနောက်ဆဲပြီးအကွာကိုသဲကွဲစွာမမြင်ရ ထို့ရက်ပူရီဆိုးရသည်မှာရေခဲအက်ွဲကြောင့်ကျဉ်းကျဉ်းနေသို့နောက်ထပ်အစ်စ်ကြသောနှင်းတို့သည် အက်ကြောင့်အာမြေပြင်တစ်ခုလိုထင်ရအောင်အသွင်တရံပြောင်းပေးတတ်၏အက်ွဲကြောင့်ကိုအက်ွဲကြောင့်အဖြစ်မမြင်ရတော့ပဲတောင်ဆောင်ဆင်ကြီးလျှောနှင်းပြင်တစ်ခုလိုမြင်ရသည်တောင်အတက်တွင်ဖေဖေကရေခဲပစင်လက်ကင်ရိုးရှိအားနှင်းမြင်နဲ့စိုက်ချဆန်းသက်ပြီးမှရှေ့မှတက်သည်ကျွန်တော်ချီအတိုင်းလိုက်ရေခဲအကွဲကြောင့်နေသည်ကျဲသည့်အပိုင်းတွင်လူခုန်ကူ၍မရအောင်ကျဲသည် ကျင်းဒီအပိုင်း၌ခြေတလှမ်းသာသာရှိသည်သို့တော့ကျင်းဒီအပိုင်းကိုရောက်ဖို့စိတ်ရှိရှိ အလျားလိုက်အရှိလိုက် ခရီးဆန်ရသည်အပြန်မှလည်းပြပြရရှိမှသွားပြီးဥပိရံကိုနောက်မှလိုက်စေသည်အပြန်မှနှင်းမုံနိုင်ကြောင်လမ်းတွေပြောက်ခဲ့သည်အကွဲချောင်းကိုဖုံးနေသောနှင်းတို့သည်တာမန်အဖြစ်ဆိုလျင်ပတ်ဝန်းကျင်နှင်းမြင်နေမသိမသာကွဲပြားသည်အနှဲငယ်ပူ၍ခြိုက်နေရသည်ဒါကိုပြပြလဲသည်သည် သို့သောနှစ်ဖက်နှင်းလွာများဖြင့်အမြင်အာရုံကိုမှုံဝါစေခဲ့သောထိုညနေခင်းမှာတော့ဘယ်သူမှခွဲခြားသိမြင်နိုင်မည်မဟုတ် နေ့ညနေရတာမောအပြန်စင်တော့ပဝင်းချင်းတစ်ခုလုံးအဖြူရောင်ဖြင့်မြင်ကွင်းပိမ့်ပိတ်နေခဲ့သည်သူတို့နှစ်ယောက်အကြားတွင်တောင်တက်ကျိုးသည်ပေ80ချားနေခဲ့သည်ဂျိုနေညနေရဘာမှမမြင်ရပဲဖေဖေရော်ဆန်ကိုရုတ်တရက်ကြတော့ဖေဖေပြုတ်ကြလေသလားဟုတန်တရားဖြစ်သွားကဥဖီရန်သည်ကျိုးကိုသတိနှင့်ထိန်းကင်ကခြေကိုနှင်းခဲ့တဲ့တွင်ဖိဆောင်လျက်တောင်းထားလိုက်ပါသေးသည် ညတောင်တစ်ခါစားအချိန်တွင်သူ့ကိုမှတွေ့ရသောကျူဟာတင်းကနေဖြစ်သွားပြီးသူ့ကိုတုတ်လဲဆွဲယူလိုက်သဖြင့်တောင်ဆောင်မှသူဒလိန်ခောက်ကိုကြတော့သည်ရေခဲပစင်ကဥပိရံစီမှာမရှိဖိဖိစီမှာသာရှိသည်ထို့ကြောင့်ဒူလိန်ဆင်းချနေရင်ကသွေယူသွေရန်ကုတ်တွယ်စရာရှာသည်ဘာမှမတွေ့ထို့နောက်သူလက်ခနဲသတိရသွားသည်ငါမှဓာပါတာပဲခါကြမှာသူဒီခါကြမှာအမြဲထိုးထားသည့်ဓာတ်ကိုသတိရနေရခြင်းဆွဲထုတ်ဖို့ကြိုးစားသည်သို့တော်ဆေးပီစာလောက်လိမ့်မိမှာဆွဲထုတ်လို့ရ၏ ထိုသားကိုရေခဲပြင်ပေါ်မှာမြ мян ဆိုင်ချမှဖြစ်မည်သူ့အတွက်အချိန်မရှိတော့သည်ကိုသူသိသည်ရှေးရလူနေနောက်ကလူအကြားတောင်တက်ကျူဟာပေ80ပဲချသည်မို့သူကြောက်ထဲပြုတ်ကြခြင်းတွင်မိမိပါပြုတ်ကြရင်အများဆုံးပေ80ပဲအကွာအဝေးချသည် သူတလိမ့်လိမ့်ကြီးပါလာခဲ့သည်မှာဘယ်နှပေစာရှိပြီလဲသူမသိမြ мян ရေခဲပြင်ပေါ်သူသားကိုအားကုန်သုံးပြီးစိုက်ချလိုက်ပြီးလက်နှစ်ဖက်နှင့်ခုဆွဲထားလိုက်ရသည်လိမ့်စင်ကြနေမှုရက်တန်သွား၏ဖျားသခင်ကျေးဇူးတော်ပါပဲ။ သို့တော့ဓာသည်သူ့ကိုအလေးချိန်ကိုရောရှေလူကြီးအလေးချိန်ကိုရောထိန်းထားနေရသည်ဘယ်လောက်ကြာကြာထိန်းထားနိုင်မှာလဲသူမသိကိုပြေသိန်းသည်ဘာဖြစ်လို့ရေခဲပစိန်ဖြင့်နှံရောမဆိုင်ခဲ့မိသလဲလက်ထဲမှာပြုတ်ကျသွားသလားသို့မဟုတ်တတိလိမိမျောသွားပြီလားသူ့ခါမှာပတ်ထားသောတိုင်းကျိုးရှိဂျိတ်တန်ခွင်းမှာတောင်တက်ကျိုးကတင်းတင်းလိန်ထားခဲ့သည်ဖြစ်တော်လဲယခုခါလူတယောက်ဤကိုလေးချိန်ဖြင့်တင်းညွတ်နေခဲ့သည်ဖြင့် ကျိုးသည်ချိတ်တန်ဝင်မှတဖြည်းဖြည်းလျှော့ဆင်းနေပြီဒေတိုင်းဆိုလျင်သူ့ကိုမှပတ်ထားသောတောင်တက်ကျူလျှော့ပါသွားရောမြည်အဲ့ဒါလိုသာဆိုလျင်ကြောက်ထဲမှတန်းလန်းဖြစ်နေသူကြောက်အောက်သို့ပြုတ်ကျရောမြည်သူတောင်တက်ကျူကိုဖမ်းထိန်နေ၏သို့သောဓာတ်ကိုကိုင်းထားသည်သူ့လက်နှစ်ဖက်ကိုလည်းမလွှတ်ရဲဒါမိမိတို့နှစ်ယောက်၏အလေးချိန်ကိုခံနိုင်သည်ဆိုအောင်တော့မိမိ၏လက်တစ်ဖက်တည်းရာတော့နှစ်ယောက်အလေးချိန်ကိုတင်းခံနိုင်မှာမဟုတ်ပြုတ်ထွက်သွားမှာပဲထို့ကြောင့်သူသည်လက်နှစ်ဖက်ကိုဓာတ်လက်ကန်ရိုးပေါ်မှာချစ်ချစ်ပါအောင်ဆုပ်ထားရ၏ တောင်တက်ကျူအီ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 ဖြင့်ရှော့ပါသွားနေပြီ။သူဘလို့လောက်ရပါမလဲ။ကိုပြေသိန်းသာတစ်ချက်ကလေးရေခဲပစိန်သုံးလိုက်ပြီဆိုရင်ကိုအလေးချိန်တစ်ခုစာယော့သွားပြီ။တခဏလေးပဲဖြစ်ဖြစ်ကိုအလေးချိန်ယော့သွားပြီ။ဒါဆိုရင်သားကိုလက်တစ်ဖက်ထဲပြင်ကိုင်းနိုင်ပြီ။လက်တစ်ဖက်ကတောင်တက်ကျူကိုမိမိခါတွင်ခိုင်အောင်ပြင်၍ချီနှောင်လို့ရမည်။သို့တော့အဲ့ဒါလိုလောက်တော့ရောမိမိတို့နှစ်ယောက်ဒီသားဤခုခံအားဖြင့်ဘယ်လောက်ကြာအောင်မြင်းမြဲတွင်နေနိုင်မလဲ။ ကိုပြေသိမ့်သူလန်းတော်သည်ပစိံုံသုံးလေစိုက်ချလေအောက်ထရာလူကြားလားမကြားလားသူမသိအော်ကြည့်ဖို့ဟာသူတောင်းဝင်သူအော်သည်အတန်ဒီအက်ကွဲသည်အထီအော်သည်ကြောက်တဲ့ရကိုခန္ဓာကတွေးလောင်းကြနေစေဖရာသခင်ဒုက္ခရှိဈိတ်တန်ဝင်သည်တီးအီလျှော့ကြပြီးထွက်နေပြီတပိစာပဲကြံတော့သည်ဒီတပိစာလျှော့ပသွားဖို့တိတ်မဝေးတော့ဘူးသူသိနေသည် ူခါကိုလိန်ပြီးပက်လို့ရနိုင်ခဲ့ပေမဲ့သူ့ခြေထောက်ကတော့ကျိုးကိုလိန်ပက်လို့ရမှာပဲတစ်ချက်လောက်လိန်လိုက်ရင်ကျိုးအကြနင်းနေထိမိတာဖြစ်သွားမည်ထိုအချိန်မှာအောက်ကလူကသတိပြောင်းဝင်လာပြီးရေကဲပစင်ကိုတုံးခဲ့လျင်သို့တော့သူတောင်းတသည့်အတိုင်းဖြစ်မလာခဲ့။ရာရာသည့်အချိန်တို့အတွင်းအလျင်မြန်ပြီးဆုံးသွားတော့သည်။သူ့ကျိတ်တံခွင်းမှနောက်ဆုံးကြံနေသည့်ကျိုးအစွန်းကလေးသည် သူဘာမှမလုပ်လိုက်ရသေးခင်မှာပင်ရှော့ကနေပါသွားတော့သည်။ ကိုပြေတဲ့သူ့အတန်ဒီအကျဲကြီးမထွက်တော့တိုးတိမ်အက်ကွဲစွာထွက်သွားခဲ့သည်ထိုနောက်ရေရောင်တစ်ခုလုံးကြောက်မက်ဖွယ်ရာတိတ်ဆိတ်သွားတော့သည် ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံးလည်းခြောက်ခြားပွဲကောင်းလောင်အောင်တိတ်ဆိတ်ငြိမ်သက်သွားပါသည်ဖေဖေဖြစ်မှဖြစ်ရလေကျွန်တော်ယူကျုံမရစွာမျက်နာကိုလက်ဝါးဖြင့်အုပ်ထားလိုက်မိတော့သည်ငါအပြစ်အဲ့ဒါငါအပြစ်ပဲငါမထိန်တတ်ခဲ့လို့အဖိုးကြီးအတန်တုံရင်နေသည်အဖေအပြစ်မဟုတ်ပါဘူးဒါဖျားခင်ရဲ့လိုတော်ပါပဲဖုန်နီးရန်နှစ်သိမ့်သည်ငါဒီနေရာကိုပြန်မလာခြင်းငါကြောက်နေတာ ငါအိမ်မက်တွေခဏခဏမက်တယ်။ရေခဲကြောက်တွေကိုခုံချရတယ်လို့ခဏခဏအိမ်မက်မက်တယ်။သူ့အတန်တွင်ငိုတန်ပါလာသည်။ကျွန်တော်သူ့ကိုနှစ်သိမ့်ဖို့လိုမည်ဟုသိပါသည်။သို့သော ကျွန်တော်လေချောင်းတွေအကွဲဆုနှင့်နေခဲ့သည်။ကျွန်တော်မျက်နှာမှာလက်ဝါးကိုခွာလိုက်သည်။ကျွန်တော်ရှိမှအဖြူရောင်နှင်းတောင်ကြီး။ဖိဖိတေမင်းကျွန်တော်အကွဲချောင်းကြီးစီသူကဲရွေးကြည့်လိုက်သည်။နှာရှိုင်းလွန်လာသည်ဖြင့်ပြာမောင်နေသောအကွဲချောင်းကြီးအောက်ခြေကိုကျွန်တော်မမြင်ရ။ ပြေပြေမှရှိနေနိုင်တယ်လေဒီဘက်အကွဲเจ้าလားဟိုဘက်အကွဲเจ้าလားဒုမဟောနှစ်တွေကြာမြင့်ခဲ့ပြီးနောက်ပြေပြေရှိနေပြီးကြောက်သည် နေရာ၍ပြီးရေခဲပြင်ကြီးဖြစ်သွား၏လားကျွန်တော်ငုံကြည့်နေတော့ကြောက်သည်နောက်ထပ်ရေခဲအကွဲเจ้าအစ်စ်လားဒါရီကိုကျွန်တော်မသိနိုင်ပါတိအောင်လို့ဖို့ရလဲတနည်းပဲရှိပါသည် ောက်ခါနဲ့ပေါင်နှဖက်ကို harness ခါတိုင်ခွင်ဖြင့်တင်းတင်းဆွတ်ခါပက်လိုက်ထိုတိုင်ခွင်ကပတ်ကြိတ်မှာတောင်တက်ကျိုးနှင်တွေ့ဖို့ဂျိတ်တန်ခွင်ထက်တက်လိုက်သည်ထိုနောက်ဖုန်တွေရံမခုံးမှာတိုင်းတွေထားသောတောင်တက်ကျိုးကိုတောင်းယူလိုက်သည်ဟုတ်ကနေထွက်နေပြီနော်ကျွန်တော်ဘာလုပ်တော့မလဲဖုန်တွေရံတည်နေသည်ဒီချိန်မှာတော့သူမပြောနဲ့ကြားမင်းကြီးစင်တာတော့ကျွန်တော်အချိန်မဆိုင်နိုင်တော့ပါမင်းအဲ့ဒီကိုအခုချက်ချင်းစင်းမှာစိတ်ကျဉ်နေမှာလား တောင်တက်ကျိုးကိုကျွန်တော်အတွက်ဖြေချပြီးရင်ဖုန်နီးရံအမီးသည်ဟုတ်တယ်ကျွန်တော်ရှိရှိဝေးဝေးစကားမပြောနိုင်ပါနာကျင်စွာခါသီးသောရှင်သည်ကျွန်တော်နှုတ်ပြမှာစကားပြောနိုင်သည့်ခွန်အားကိုလည်းနှုတ်ယူပြီးစကားပြောခြင်းသည့်ဆန္ဒကိုလည်းနှုတ်ယူလိုက်ပါသည်ဒီကျိုးကခိုက်40ပဲရှိတာရေခဲကြောက်ကခိုက်50တရာရှိနိုင်တယ်လူရင်ပလတ်စတစ်ကျိုးနဲ့ဆက်မယ်ဖုန်လေးရံဘာမှမပြောတော့ပဲပလတ်စတစ်ကြိုးတွေကိုသူ့အဖေထံမှတောင်းယူပြီးနန်းလွန်ကြိုးအစုံနဲ့ချိလိုက်သည် ကျိုးချီသည့်ပညာနိုင်ကျွန်တော်ကအပြောရန်အဆင်ဖြစ်လျင်ဖုန်လေးရံကပညာရှင်အဆင်ဖြစ်ပါလိမ့်မည်။ငါတို့နှစ်ယောက်ပေါင်းပြီးဆိုရင်မင်းကိုကောင်းကောင်းထိန်းနိုင်တယ်။အဲ့ဒီလိုပဲကျွန်တော်မျှော်လင့်ပါသည်။မဟုတ်ဘူးမင်းတယောက်တည်းဆွဲရမှာ။ကိုကြောက်ဆောင်မှာသွားချီလိုက်။ဥပိရံကဝင်ပြောလိုက်ခြင်းဖြစ်သည်။သူ့ဘာလို့ဆိုလိုသည်ဟုကျွန်တော်ချက်ချင်းသားမလည်လိုက်တော့လေသူ့သားကချက်ချင်းသဘောပေါက်သွားသည်။အဖေဟောကိုကြောက်ချုံတွေ့လား။အဲ့ဒီမှာနန်းလုံးကြိုးခွင်းတဲ့ချိန်တန်ဝင်းသွားပက်ချီ။အဖေစင်းမလို့မလိုပါဘူး။ ငါဆင်းမယ်အဖေဖုန်နင်းရံညနာတော်တော်ပြတ်သွားပါသည် သူကျွန်တော်ကိုလှည့်ကြည့်သည်ဥက္ကမင်းအဖေကိုခေါ်မသွားနဲ့ကျွန်တော်ပကုံးထွန်ပြလိုက်မိသည်ထို့နောက်ခိုင်ခိုင်မြဲမြဲချိတ်တွေရန်ကြောက်စုပမာစိတ်ချရသည်ဖို့စလင်းချိုးခက်ရှည်ရှည်တကွင်းရွေးယူလိုက်ပြီးထိုနေရာသို့လျှောက်သွားလိုက်ပါသည်ကြောက်အစွန်းကနည်းနည်းကြည့်သည်ဖြင့်နှင်းတွေထက်ထက်ဖုံးနေ၏ထို့ကြောင့်ကျိုးဝင်းကိုအစွန်းဤအနိုင်နိုင်ဆုံးခါအခြေအထိရောက်အောင်တိုင်းဆွတ်လိုက်ပြီးခက်တင်းတင်းဆွဲကိုကြည့်လိုက်သည် ကြောက်အစွန်းမှတင်နေသောနှင်းလွာလူကြွေသွားပြီးအတွင်းရကြောက်ဆောင်ကိုတင်းကျက်စွာပတ်မိသွားသည်ကျွန်တော်နောက်မှာဖုန်ထီးရန်လိုက်လာသည်အဖေကမင်းတားရင်နေခဲ့မှာပဲမင်းတားလိုက်မင်းအဖော်လိုရင်ငါလိုက်ခဲ့မယ်ကျွန်တော်သူ့ကိုစိတ်မရှင်နိုင်တော့ပါကျွန်တော်လှည့်ကြည့်လိုက်သည်သူ့ကိုကျွန်တော်ခေါ်ရမှမဟုတ်တာအေးဒါမဲ့မင်းစင်းမတော့သူနေခဲ့မလားကွာလိုက်စင်းတင်တယ်လို့သူထင်မှာပေါ့ဟုတ်တယ်လေအဲ့ဒါလူပီတားတယ်ဆိုတာပြတာပေါ့အခက်ခဲကိုအတူရင်ဆိုင်ရမှာဒါဟုတ်ခီးပေါ်လို့ခေါ်လို့ရမယ် ကျွန်တော်နိုင်လုံဝင်းရှိကြိုးချိတ်နိုင်ရန်ဂျိတ်တန်ဝင်တွင် နောက်ထပ်ဂျိတ်တန်ဝင်တစ်ခုထပ်ချိတ်လိုက်သည် အဖေကမင်းရဲ့ခီးပေါ်မဟုတ်ဘူးမင်းစွတ်အတ္တမခေါ်လို့ဒီခီးကိုအဖေကလိုက်လာတာကျွန်တော်ကပလတ်စတစ်ကြိုးကိုဂျိတ်တန်ဝင်နဲ့ထည့်ပြီးအဖျားပိုင်းခွေကိုသူ့အားဖြစ်ပေးလိုက်သည်ကျွန်တော်ခေါ်လို့သူလိုက်တာမဟုတ်ပါဘူးဖေဖေဝိညာဉ်ကခေါ်လို့သူလိုက်လာတာသူ့နောင်သားသူ့ကိုတွန်းပို့လိုက်တာအရင်ပိုင်းပလတ်စတစ်ကြိုးကိုဖြည့်ယူလာပြီးကြောက်ရှိရသူကျွန်တော်ပြန်လာခဲ့သည်เจ้าနှုတ်ခမ်းမှာရှိရမည့်ကြိုးသည်တက်နိုင်သမျှပလတ်စတစ်ကြိုးမဟုတ်ရ။နန်းလွင်ကြိုးဖြစ်ရမည် ထို့ကြောင့်ပုံမြင်ထင်သောပလတ်စတစ်ကြိုးကိုဖုန်နီးရံဘက်မှဆွဲယူခံရမည်။ဒါအဖိတ်အမှားမဟုတ်ဘူး။ကျွန်တော်သူ့ကိုတဲ့တဲ့လဲကြည့်မိသည်။ဘာမှတော့မပြောလိုက်ပါ။အဖိတ်နေရာမှာရောက်နေတဲ့ဘယ်လိုလူမျိုးမဆိုဒီလိုလုံးမှာပဲ။တယောက်အသေးခံရုံနဲ့ပြီးတဲ့အချိန်ညုံမှာဘယ်သူကမှနှစ်ယောက်လိုက်မသိဘူး။ဥပိရိုင်းနေရာမှာကျွန်တော်သာရှိနေခဲ့လျင်ကျွန်တော်ပါလိုက်သိရင်သိပါစီ။ကြိုးကိုဆွဲထိန်ယူမလား။ကြောက်ထဲမှာရှိနေသူကကျွန်တော်အဖေမဟုတ်ခဲ့လျင်ကြိုးကိုလှမ်းထိန်မထိန်မသိကြနိုင်။ တိုးတော့ကြောက်ထဲမှာကျူတန်လန်တွဲလောင်းကြနေတာဖြစ်ဖြစ်ဖြစ်နေဒီမို့ကျွန်တော်ကတော့တောင်တက်ကြိုကိုမရရဆွဲမှာပဲဓာတ်ကိုခုတွေ့ရုံမြမကပဲနှင်းစီဖနဲ့ဤခရမ်ပွန်စူးတွေနဲ့ရေရဲပြင်ကိုဖိကန်ထိမ့်ပြီးတတ်နိုင်သမျှကိုကိုတောက်ပြီးထားမိမှာပဲကျွန်တော်လက်တွေပြုတ်ထွက်ခါမှသာထွက်ပါစေတော့ကိုဒီရံပလတ်စတစ်ကြိုအဲ့ဒီဘက်နည်းနည်းထပ်ဆွဲယူလိုက်စမ်းပါကြိုတန်လန်ချာမိရေခဲကြောက်နှကန်းတွင်ကြိုးပွန်ပယ်မှုနည်းနိုင်သမျှနည်းရအတွက်အဝတ်တစ်ခုခုနဲ့ခံထားလျင်ကောင်းပြီ လိုအပ်လျင်အတွင်းမှထပ်ဝေဖို့သေးလာတော့ဖလန်နေအင်းကြီးကိုအချောင်းနှခွန်းစွန်းမှချလိုက်သည်ထိုအင်းကြီးပေါ်မှာနန်းလွန်ကျူးကိုချရမည်ဟုတ်ကာဟာခမည်းဘီရဲ့သဘောပဲကျွန်တော်တက်တော့ရတခုမှမပါဘူး तू လိုက်စင်းမယ်ဆိုရင်ဒါသူ့ဆုံးဖြတ်ချက်တေးတဲ့သူကတေးပြီးပြီကွာပြန်မရှင်နိုင်တော့ဘူးကျွန်တော်သိတယ်ဒါမှမရှားမှာပဲမင်းဒီလားအဲ့ဒါကိုယ့်ကိုယ်ကိုတေချောင်းကြံတဲ့ကိစ္စကြီးမင်းလည်းမစင်းသေးဘူးငါ့ဖြစ်လဲဆွဲမခေါ်သင့်ဘူးငါလည်းမင်းကိုဒီဒီလိုက်ပို့ပေးခဲ့ဖို့မကောင်းဘူး ကျွန်တော်မျိုးသိထားသောနာကျင်မှုများဖွင့်ထွက်သွားသည်ကျွန်တော်စဉ်းစားနေတယ်မစဉ်းစားနေတယ်ခင်ဗျာပြောပိုင်ဝင်မရှိဘူးအဲ့ဒီကြောက်ထဲမှာရှိနေတာကျွန်တော်အဖေဒီတစ်ချက်သေးနဲ့ပဲကျွန်တော်စဉ်းမယ်ခင်ဗျာကိုချင်းစာကြည့်ဖို့ကောင်းတယ်သူတာဝန်ရှိရလို့ယူစားလို့သူလိုက်တာကိုလည်းခင်ဗျာတားပိုင်ဝင်မရှိဘူးကျွန်တော်ဖြစ်တည်ရတဲ့ကိစ္စမှာသူအပြစ်မရှိပေမဲ့သူတာဝန်မကင်းဘူးသူလိုက်တာမှန်တာပေါ့သူမလိုက်ရပါဘူးဒီဒါပြင်ရအောင်တားလေကျွန်တော်နာကျင်စွာပြုံးရင်စိန်ခေါ်လိုက်သည်သူ့ဖေကိုသူတားနိုင်မှာမဟုတ်ပါကျွန်တော်သိပါသည် သူ့အဖေကိုကြောက်တယ်မစင်မှုဘယ်သူမှမတားနိုင်ပါဒါကိုဖုန်နီးရန်တည်တည်ထို့ကြောင့်သူဒေါသတကြီးអော်ဤမင်းအယူပဲဥပိရန်နေထိုးချိန်တိုင်းသူကကျိုးတန်ခွင်းကိုဂျိတ်တန်ခွင်းဖြင့်ချိန်ပြီးတောင်းတက်ကြုံနေတွဲနေပြီဖြစ်သည်ဒါယူတာမဟုတ်ဘူးဗျဒါကလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်တာตาတရားလှုပ်ရမယ့်အလုပ်ကိုလှုပ်တာပဲအဲ့ဒီအောက်မှာရှိနေတာခမရအဖေဆိုရင်ရောခမရမစင်မဲနေပါလားကျွန်တော်သူ့ကိုစေးစေးကြည့်ပြီးမေးမိသည်ဖုန်ဒီရန်ကျွန်တော်ရှိသူနီးကပ်စွာလာရဲ့ သူ့မျက်လုံးမှာအီဒီရဲ့ဆက်စင်းကားမှုကိုမြင်ရတယ်။အေးအဲ့ဒီအောက်မှာရှိနေတာငါအဖေသားဆိုရင်ငါဆင်းမှာဒါပေမဲ့မင်းလို့၆နှစ်ကြာမှတော့မဟုတ်ဘူးချက်ချင်းဆင်းရှာမှာနားလေလားထိုစကားသည်ကျွန်တော်နှလုံးသားကိုဆွဲဆုပ်ချိန်မှလိုက်တယ်လို့နာကျင်စီသောစကားဖြစ်၏ကျွန်တော်တို့တို့ဆောက်တရားမရအောင်တုံလုံးခြောက်ခြားသွားစီသောစကားဖြစ်ကျွန်တော်နောက်ကျခဲ့သည်ဖေဖေစီလာဖို့ကျွန်တော်နောက်ကျခဲ့သည်ကျွန်တော်သိပါသည် သားတယောက်အနေဖြင့်6နှစ်ကြာဖေဖေကိုလိလိရှုခဲ့မိသည်6နှစ်ခုမှတော့မင်းစင်းနေလို့ကအလကားပဲမင်းသိလား तू တေးပြီးရေခဲတုံးအောင်ဖြစ်နေပြီတော်တော့မပြောနဲ့ကျွန်တော်နာကျင်စွာဒေါသတကြီးအော်မိပြီးရေခဲပြင်ပေါ်ဒူးထောက်ချလိုက်မိသည်ကျွန်တော်ကိုဖေဖေစောင့်နေသလားကျွန်တော်လာကူလာမှာဟုဖေဖေမျှော်လင့်နေလေသလားရေခဲကြောက်အမောင်တို့ထဲမှာဖေဖေတယောက်ယောက်ကိုတွေ့ယူတွေ့တန်းအာကိုတကြီးစောင့်မျှော်နေခဲ့သည်ဆိုလျင် ထိုးတစုံတယောက်မှာသူသားပဲဖြစ်ပါလိမ့်မည်ဖေဖေကိုအချိန်မီကယ်တင်ဖို့မဖြစ်နိုင်ဘူးဆိုတာကျွန်တော်သိပါသည်ဖေဖေတရင်ကြာကြာချင်းလိုက်မည်ဆိုရင်တော့ပုံမှန်အဖြစ်အနည်းဆုံးရက်20ကြာမြင့်ခရီးဆိုတာကျွန်တော်သိပါသည်သို့တော့ကျွန်တော်နီလန်တစ်ခုခုရှာခဲ့ဖို့ကောင်းသည်ရှိသမျှစီးစဉ်ဥစ္စာကိုပုံအောလျက်ဖေဖေစီကိုအမြန်ရောက်မီရဟန်းရင်တစည်းစီးကိုငှားခဲ့လို့မရဘူးလားဖေဖေကိုချက်ချင်းရှာဖို့မဖြစ်နိုင်ဘူးဆိုတာတော့လုံးဝမဟုတ်ကျွန်တော်ဒီဖေဖေပြောက်ကွယ်မှုနဲ့ပတ်သက်ပြီးကြုံသမျှကိုကြုံသည့်အတိုင်းလက်ခံခဲ့မိခြင်းသာဖြစ်သည် ထို့အတွက်ကျွန်တော်ကိုကိုကိုဘယ်တော့မှခွင့်မလွှတ်နိုင်ခဲ့ပါဒါသားတယောက်တည်းလားဒါဖေဖေသားတည်းလားကျွန်တော်ထိန်းချုပ်ထားတဲ့ကမျက်ရည်တွေတွေကြကရေခဲပြင်ကိုလက်သေးဖြင့်ထိုးခွဲလိုက်မိသည်ကောင်းလေကျွန်တော်ပခုံးကိုတစုံတယောက်ကလာကင်ဒီကိုခန်းစားရသည်အဲ့ဒီတော့ကမင်းကကလေးပဲကျွန်တော်ကိုသူဆွဲထူပါသည်ကျွန်တော်လက်အိတ်ဆွထားသည့်လက်ခုံဖြင့်မျက်ရည်များကိုခက်ချမ်းချမ်းပုတ်တုပ်လိုက်မိသည် sorry ဟုတ်ကငါပြောခဲ့တာတွေအတွက်ငါတောင်းပန်ပါတယ်။ဖုန်နည်းရံကကျွန်တော်အားဆင်းမကောင်းဟန်ပြင်ကြည့်နေခဲ့သည်။ကဲကဲဆင်းမယ်။ကောင်းလေးငါအောက်ရောက်မှမင်းလိုက်စင်။ကျိုးပြချပြီးနောက်ဥပိရံအရင်ဆင်းမှုပြင်သည်ဖုန်နည်းရံသူ့အဖေကောင်မှ fiber helmet အုပ်ထုပ်ကျိုးနည်းနည်းညော့နေသည်ကိုပြင်၍ချက်ပေးလိုက်ပြီးအုပ်ထုပ်မှတတ်ထားသည့်ဓာတ်မီကိုခလုတ်ဖွင့်ပေးလိုက်သည်။ဥပိရံသူ့သားကိုတစ်ချက်ခေါင်းဆက်ပြပြီးအောက်သို့ဆင်းသွားသည်။ကျွန်တော်တို့နှစ်ယောက်သူ့ကိုထိမိကြရသည်။ ငါဖေကရင်ချက်ရွာကရှိတယ်။ငါဖေအခြေအနေမဟန်ရင်ငါ့ကိုအချက်ပြလိုက်။ तू ကတော့အချက်ပြမှာမဟုတ်ဘူး။ဖုန်နီးရယ်ရဲ့မျက်နှာတွင်စိတ်တိခိုက်ကြေကွဲမှုကိုတွေ့ရ၏။ကျွန်တော်ကောင်းကင်ပြလိုက်သည်။ရေခဲကြောက်ထဲမှာလည်းအောက်ဆီဂျင်နည်းနေမှာပဲ။တတိထားအသက်ရှူလို့မဝရင်ချက်ချင်းပြန်တန်းတော့ခေါင်းမမာနဲ့။အင်းမကျွန်တော်တို့ကံကောင်းပါသည်။ရေခဲကြောက်မှာပေတရာကျော်သာနှက်ဆိုင်မုံရ၏။ချောင်းနှခမ်းထိပ်ပလတ်စတစ်ကျိုးကိုဆွဲစီရမလို့ပဲနိုင်လုံးကျိုးမဆုံးခင်မှာပင်ဥဖြစ်ရန်အောက်အခြေသို့ရောက်သွားသည် ထို့ကြောင့်ဆက်ထုံးမရှိနိုင်သောနိုင်လွန်တောင်တက်ကျူးတွင်ကျွန်တော်တို့အလိုက်တင်ဆင်းမှုတက်ဖို့လွယ်ကူသွားပါသည်ကျွန်တော်အလှဖြည့်ကျိုးကိုကျွန်တော်ခါရှိချိတ်တံခွင်မှာချိတ်လိုက်သည်ချိတ်သည့်အခါကွင်းထဲသို့ကျိုးဝင်ကိုရှို့ရခြင်းမဟုတ်ဘဲချိတ်တံခွင်တမန်ဒီခွင်းများတွင်ကျိုးကိုတပတ်လိန်ရစ်ပြီးမှချိတ်ရခြင်းဖြစ်သည်သို့မှသာမတော်တဆလက်လွတ်ချေလို့ပြုတ်ချခဲ့သောခါရင်ကျိုးတင်ပြီးလူကတွဲလောင်းချန်နေခဲ့သည်ထို့သောမဟုတ်ပါကကွင်းသည်ကျိုးတလျှောက်အသားလေးချော်ခြင်းက လူကအောက်သို့ပြုတ်ကျသွားနိုင်ပါသည်ဇာတိဥရုအခြေအနေမှန်ရင်ခုခုထူကြရင်ငါကြိုးလှုပ်လိုက်မယ်မင်းတို့သွားလေရအောင်ခါမှကြိုးပါပါစေမင်းတို့လိုတဲ့လောက်တရားကြိုးလျှော့ချပေးမယ်ကြားလားဟွန်းဒီမှာကြည်စမ်းသူကျွန်တော်ဟာပခုံးမဆွဲကင်လေသူ့မျက်လုံးတွေတင်းငိနေသည်မင်းဖေတည်တဲ့ကိစ္စမှာဘယ်သူအမှားမှမဟုတ်ဘူးဘယ်သူမှနောင်နာရနေကြမလို့အလောင်းတွေ့ချင်မှတွေ့မယ်ရအောင်ပြန်တက်ခဲ့ကြားတယ်နော်ဟုတ်ကဲ့ပါ ကျွန်တော်အောက်ဆင်းရံကျိုးပြင့်တွင်ပြီးရှင်းချလိုက်သည်ဖုန်ထဲရန်ပလတ်စတစ်ကျိုးခါပြင်ရစ်ပတ်ထင်းလျက်ကျိုးစာနှစ်ပိုင်းလုံးကိုလက်ကကိုင်းရင်ရေခဲပြင်ပေါ်မှာမမက်ရက်ကျန်ခဲ့သည်ခုနေမှာသူလက်လွတ်သွားလျင်လဲသူ့ကိုယ်မှာလိန်ထားသောကျိုးကတင်းတင်းရစ်ကျန်နေလိမ့်မည်ကျွန်တော်ကိုခန္ဓာကြောင်သူ့ဘာပါလာစရာတော့မရှိ သူ့ကိုယ်လေးချင်းကပေါင်140လောက်ရှိမည်ကျွန်တော်ကိုယ်လေးချင်းကပေါင်120တာရှိပါသည်သူပါလိမ့်ကြပါလာလျင်တော့ကြောက်အစွန်ရှိကျိုးပိုင်းကတင်းတင်းဆွဲထားနိုင်လိမ့်ပါလိမ့်မည်။သူကိုယ်တိုင်ကျိုးကိုဖြုတ်မချမချင်း ကျွန်တော်ကြမည်မဟုတ်ခိုးမသတိရသည်ကျွန်တော်နဲ့နန္ဒာဘာမှမပတ်သက်ကြောင်းသူ့ကိုထပ်တတိပေးခဲ့မည်ဖို့ကောင်းသည်ကျွန်တော်နန္ဒာအပေါ်ဘာစိတ်ထွေပြားမှုမှမရှိတော့ကြောင်းသူယုံမယုံမမလားကျွန်တော်ဒီသူ့ရည်စားကိုလူမြည်သူမဟုတ် ကျွန်တော်လှမ်းအောင်ပြောရန်အပေါ်သို့မော်ကြည့်လိုက်သည်ကောင်းငင်သည်ရှည်ရှည်ချင်းချင်းအလျားလိုက်ဖြစ်နေ၏ရေခဲတချို့ကျိုးနှင်းတိုက်မိပြီးအောက်သို့ပြုတ်ကြလာသည်ပြောတော့ဘူးဟုဆုံးဖြတ်လိုက်သည်ဖုန်တီးတော်အောင်ကျွန်တော်ယုံပါသည် သူဒီကျွန်တော်အပေါ်မုံတိခြင်းမုံတိမြည်သူနှမပေါ်မယိုးမသားစိတ်ရှိသူဟုတတိထားပြီးဆက်ဆံခြင်းဆက်ဆံမြည်သို့တော်သူကျွန်တော်ကိုအသက်သေးစေခြင်းရလောက်သည့်အကြောင်းမရှိနောက်ပြီးသူမျက်လုံးတွေအားရိုးဖြောင်းနေကျွန်တော်လက်အိတ်ဖြင့်ကျိုးကိုထိန်းထားသည်မှာအားမရသလိုဖြစ်နေ၏သို့တော်ယခုမှတော့လက်အိတ်ကိုချွတ်နေကိုကျွန်တော်မှလက်မအားတော့ပါလက်တစ်ဖက်လွတ်ပြီးတစ်ဖက်ထဲကျိုးကိုထိန်းသည့်ကာလကြာမှာကိုလည်းမလိုခြင်းမှာထို့အပြင်လက်အိတ်သည်အားမရစရာဖြစ်ပေမဲ့ကျိုးကိုလျှော့ဆင်းသည့်အခါ ပုတ်တိုင်းမှုကိုလက်ဤကိုစားဒန်းခံပေးသည်ပြောင်မောင်းသောအေးဆက်သောရေခဲကြောက်သည်ကျွန်တော်တို့နှစ်ယောက်အားတိတ်ဆိတ်လျော့ပါစွာကြိုးစုံနေခဲ့ပါသည် ားပေးနာဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။ကြံရှိနေသေးတဲ့အပိုင်း၁၄ကိုလည်းနောက်နေများမှာစောင့်မျှော်နာဆင်ပေးပါအောင်နော်။